ထုံကျင်နာနဲ့အဖျားယောဂမြန်ကြီးကိုတို့ရောက်ခဲ့စဉ်ကဥယျာသိမ့်နဲ့စကားဆက်မိစဉ်ထုံနာကျင်နာယောဂနဲ့ဆက်လင်း၍ထုံနာကျင်ယောဂအတွက်ဝေကုံလူပင်ပန်းဖြစ်ခဲ့ရသည်ဟိုဆရာကောင်းတို့ဒီဆရာကောင်းတို့ဖြင့်ဆရာပေါင်းတရာစဉ်ပြည့်ခဲ့သည်ကျွဲတရှင်းသာကုံသည်ယောဂမပြောက်ခဲခုပြောပြမှုသည်ဥယျာသိမ့်ကဒီယောဂအတွက်ပျောက်ခြင်းရင် နေသည်ဒုတင်ဆောင်ပြီးတရားကိုခုနှစ်ရက်အားထုတ်ရင်ပျောက်ကိုပျောက်ရမှာပါဟု ဆိုမှုသည် ားထုတ်ကြည့်မိဟူ၍လည်းတီးထားသည်ပျောက်မိဟူတော့ဥယျသိဆိုသည် တကယ်လက်တွေ့ကျင့်ကြံအားထုတ်ဖို့ဆိုသည်ကမလွယ်ကူလားမိကိုကြားယုံနေပင်ခက်ခဲအကြောင်းသိရသည်နေတစည်းဒုတင်ဆောင်ပြီးခုနှစ်ရက်လုံးလုံးမအိပ်မနေကြရမီ အိပ်မပြောသွားစေရ၅ရက်၆ရက်လောက်ကြာရင်အိပ်ပြောသွားတတ်သည်ထိုအခါတက်မပြန်စားရသည်ခုနှစ်ရက်လုံးလုံးတတိမလွတ်စေမူ၍အိပ်မပြောစေပဲအာထုတ်ရမီစွန်းစသောဘောစဉ်ကိုလည်းရေမအစမတော့ရ မတောက်300တဖြင့်ပေါ့မှုပါမှုဘိုင်းရာကိစ္စလည်းမရှိပြီရက်ချင်းအရိယာပုတ်တစ်ခုတည်းဖြင့်သာအာထုံရမိတဲ့ယောဂပြောက်ကျင်သောဖြင့်ချက်ချင်းထားလို့ရမဖြစ်ခနာကိုကိုကျင့်သားလုပ်ပေးရအောင်မီယခင်စွန်းနှစ်နှစ်ဖုံးပေးရာမှတထက်သာဖုံးပေးသည်တရားချင်းအရိယာပုတ်မှတပါကြံသုံးပါဖြင့်အကျင့်လို့အာထုတ်ခဲ့သည်ရက်ချင်းကိုအဓိကအလေးပြုခဲ့သည်ယခုဆိုအကျင့်ရသလောက်ရနေပြီခနာကိုလည်းခနိုင်ရရှိလာပြီ ခန္ဓာရင်ရှိလာပြီဆိုဒီမှာထိုင်ရက်သွားအရိယာပုတ်သုံးပါအနက်တစ်ပါးပါးဖြင့်မိမိအလိုရှိသမျှကာလအတိုင်းတာအထိတဆက်တည်းအာထုံနိုင်လာသည်ကိုဆိုလိုသည်အာထုံစားကရောင်းညာကြက်ခဲခြင်းများဖြစ်ခဲ့သည်ဝေဒနာနုပတ္တနာအဋိဌံဖြင့်ယူမှတ်ခဲ့သည်တမာတိအတော်အတန်ရင်လာသောအခါ၎င်းဝေဒနာများကင်းပျောက်သွားသည် အလိုရှိသမျှအချိန်ထိတတန်နဲ့စတိုက်အာထုံသွားနိုင်သည့်အထိတိုးတက်ခဲ့သည် စာတင်ခဲ့ဘူးဒီမို့စာနှင့်ညှိကြည့်သည်တထအပနာဇဝနံအရိယာပထံပိတန္တာမေတီတထထိုယုတ်ကိုဖြစ်စေနိုင်သော55ပါးသောစိတ်တို့တွင် အပနာဇဝနံအပနာဇံ26ပါးသည် အရိယာပထံပိလျောင်းထိုင်ရက်သွာအရိယာပုတ်၄ပါးကိုလည်းတန္တာမေတီထောက်ပံ့ခိုင်စီနိုင်၏မဟာဂုတ်ကုသိုလ်၉ပါးမဟာဂုတ်ကရိယာ၉ပါးလောကုတ္တရာစိတ် 8ပါအားဖြင့်26ပါသောအပ္ပနာဇောစိတ်သည် အရိယာပုတ်၄ပါးကို ထောက်ပံ့ခိုင်စေနိုင်သည် အရိယာပုတ်၃ပါးပါကို အချိန်အကြာကြီးတည်တံ့စေနိုင်သည်ဟု၍အဘိဓမ္မာစာဝါသင်ယူခဲ့စဉ်ကတည်ထားရသည် အပ္ပနာဇောသည်ဇံဇောမတ်ဇော ဖိုဇောကို ဆိုလိုသည်၎င်းကို အပတ္တနာတမာတိဟူ၍လဲဝောဟာရပြုသည်မိမိအနေဖြင့်ကျင့်သားရအောင်အားထုတ်ခဲ့သည်မှာအပတ္တနာတမာတိတို့တိုင် ရောက်လင့်ကစားဥပစာရတမာတိအဆင့်တို့ကရောက်ခဲ့သည်ဟု ယူဆသည်တတန်တဲ့အရိယာပုတ်တဘာဘာဖြင့်အကြာကြီးနေနိုင်လာသည် ထိုင်းနေရက်နေလင်းလဲထိုင်းမန်းယမန်းပင်မတိတကိုယ်လုံးပေါ်ပါ၍လေထဲဝဲပြန်သလိုခံစားရသည် ထိုအခါမျိုးတွင် အာယုံထူထူပြပြထင်မြင်လာတတ်သည်တိမြင်လာသောအာယုံကိုထင်တယ်မြင်တယ်ဟုရှုမှတ်လိုက်ရင်ပျောက်ပြတ်သွားတတ်သည်အကယ်၍မြင်လာကြားလာချက်ကို တတိပဌံမရှိဘဲအာယုံပေါ်ရာနောက်တကောက်ကောက်လိုက်သွားမိပါမူဤအဆင့်တွင် မဟုတ်တရုပ်တွေဖြစ်တတ်သည်ဟုကြားထားဘူးသည်ဤသို့သောမြင်ကြားအာယုံများထင်လာလျင်ဥဒုဇနကမြင်နေကြားတယ်ဟုမှတ်လေရှိသည်ထင်လာသောအာယုံများပျောက်သွားလေရှိသည်စဉ်ကြံသွားနေတုန်းရှုမှတ်လျင်လည်းမြေကြီးပေါ်ခြေကြမမသိအောင်ငုံညံ့မှုကိုခံစားရတတ်သည်အဖဏာဇံဤအနည်းငယ်ဖြစ်သော ဥပစာရသမာတိဒီပင် ဤမြစောနိုင်ပါမူအပ္ပနာသမာဓိတို့ကအဘယ်ဆိုဖွယ်ရာရှိပါအန်ဤအပ္ပနာအစဉ်တို့ရောက်အောင်ကြိုးစားမိဤကဥဒုဇနာဤဤမှန်းချက်ယခုတော်ကထုံနာကျင်နာယောဂါကိုရှေးဥစွာကုစားရအောင်မိဥယတိစကားမမမန်လက်တွေ့ကျင်သုံးကြည့်မိမမရရမသားထားမိသည်1335ခုနှစ်ကဆုံလာဇန်ရှေးရက်နနက်9နာရီရက်ချင်းအရိယာပုဂ္ဂိုလ်စတင်သည်ယက်စာခဏ အာယုံတင်းတင်းရှာရှာမပေါ်သေးမီရက်တယ်တိတယ်ရက်နေတယ်တိနေတယ်ဟူ၍မတ်သည် အတန်ကြာလာသောအခါတမာတိဒီလာသည်စိတ်ကြည်လာသည်ခံစားချက်အထွေအထူးဟူ၍ဖြစ်ပေါ်မလာသည်ဆက်လက်၍မူလအာယုံအတိုင်းဝါများသည်၃နာရီခန့်အကြာတွင်ခြေဖွာပြင်နှခုမှမိစားပြင်ထိုးလိုက်တကဲ့သို့ပူလောင်မှုကို ခံစားလိုက်ရသည်ပူလောင်မှုဝေဒနာပေါ်လာပြီးမူလအာယုံကိုလွတ်၍ ူလောင်နေသောခြေဘွားစီသို့အာယုံညွတ်ကာပူတယ်ပူတယ်ပူတယ်တိတယ်ပူတယ်တိတယ်ဟု၍ဝေဒနာနုပတနာကမ္မထံပွားများသည်ပူတယ်မှတ်လေပိုရဲ့ပူလာလေသည်မှာမခံမရဲနိုင်အောင် ဖြစ်သည်ပိုပူလာတယ်တိတယ်ပိုရဲ့ပူလာတယ်တိတယ်မှတ်သည်မိဖြစ်မြိုက်ထားတဲ့ကဲ့သို့ ပူလာသည်မိမြိုက်ထားသလိုပူတယ်တိတယ်မိမြိုက်ထားသလိုပူတယ်တိတယ်လိုက်မှတ်သည့်ခန္ဓာရင်စွမ်းအားမရှိတော့လောက်အောင် ပူလာပြီးနောက် ဒူးများတုံလာသည်တုံနေတိတယ်တုံနေတိတယ်တုံနေတယ်တိတယ်မှတ်သည်မှတ်ရင်ဆက်ဆက်ခါတုံလာသည်ဆက်ဆက်ခါတုံနေတိတယ်ဆက်ဆက်ခါတုံနေတယ်တိတယ်မှတ်တယ်ဆက်ဆက်ခါတုံရင်းမှဒူးနှစ်ခုစလုံးရက်ခက်မိသည်အထိတုံလာသည်ဒူးချင်းရိုက်သည်အထိတုံနေတိတယ်တုံနေတိတယ်တုံစမ်းပါစေရက်ဆိုင်ပြဖို့ လုံးဝမရည်ရထားတတိမလွတ်အောင်သာ လိုက်မှတ်သည်ထူးဆန်းသည်မှာဒူးချင်းရိုက်ခတ်သည်ထိဆက်ဆက်ခါတုံတော်လဲလဲကြမသွားခြင်းပင်အတော်ကြကြာဒူးချင်းရိုက်ခတ်သည်ထိတုံနေပြီးနောက်တစ်ပြေးပြေးရော့လာပြီးတိတယ်ရော့လာပြီးတိတယ်ရော့လာပြီးတိတယ်နောက်ဆုံးလုံးဝငြိမ်သားကြတော့သည်ငြိမ်သွားပြီးတိတယ်ငြိမ်သွားပြီးတိတယ်ငြိမ်သက်သွားပြီးနောက်ခန်းစားချက်တစုံတရာမပေါ်လာသေးသဖြင့်မူလကကမထမ်းကိုပြန်ယူသည်ရက်တယ်တိတယ် ရက်တယ်၊တိတယ်၊နနက်9နာရီမှစ၍ရက်ခဲ့သည်မှာတကောင်းချိန်တိုင်ပြီးတော့မီအီနိုင်ထူးဆန်းတာတစ်ခုကိုတတိပြုမိသည်အချိန်မီများရှိပြီနီးဟုတိလိုလျင်အာယုံမှာအချိန်တိတိကျကျထင်လာတတ်ခြင်းဖြစ်သည်တကောင်းရန်မှာငိုက်မြင့်ကျင်သလိုလိုဖြစ်လာသည်ငိုက်ချင်တယ်တိတယ်ငိုက်ချင်တယ်တိတယ်အဆက်မပြတ်မှတ်လိုက်တော့ငိုက်ချင်စိတ်ပြေသွားသည်မကြမီနှစ်ထင်မှသွေးတဒိန်ဒိန်ခုံကသွေးတဒိန်ဒိန်ခုံက ခေါင်းထိုးလာသည်ခေါင်းထိုးတယ်တိတယ်ခေါင်းထိုးတယ်တိတယ်အတော်ကြာမှတ်ပြီးမှခေါင်းထိုးပြောက်သွားသည်တန်းဝေခြင်းစိတ်ပေါ်လာသည်တန်းကျင်တယ်တိတယ်တန်းကျင်တယ်တိတယ်နားလိုက်သည်ဖြစ်ခြင်းနားတယ်တိတယ်နားတယ်တိတယ်တတိထားရတော့သည်နောက်တစ်ချိန်မျက်တောင်မခံဝန်းတော့တနာ ਈ ခန့်အကြာအာလုံးငိမ့်တတ်သွားသည်ကြီးလင်းရှင်းလင်းသွားသည်ဝိဒနာခံစားချက်မဲ့သွားသည်တိမ်တိုက်ပေါ်မှာပေါ့ပေါ့ပါပါ လွင်မျောနေသလိုမှတ်ယူမိသည် သို့သောအာယုံနောက်သို့မလိုက်လွင်မျောနေသည့်အဖြစ်ကိုသတိပြုမိသည်လွင်နေတယ်တိတယ်လွင်နေတယ်တိတယ်မှတ်ပြီးခဏအကြာ လွင်မျောနေမှုပျောက်သွားသည်ခံစားမှုဝေဒနာမရှိတော့သောအခါမူလအာယုံကို ပြန်ယူမုန်းစစ်စင်လင်းသည့်အတိုင်းခံစားချက်တစုံတရာဖြစ်ပေါ်ခြင်းမရှိချေနနက်6နာရီကျော်လင်းဖောက်ပြန်လာသည်တွေ့ဝေထိုင်းမိုင်းလာသည်ညောင်းကျင်လာသည်ထိုင်ခြင်းစိတ်ဖြစ်လာသည် ဖြစ်ပေါ်လာတိုင်းကိုတတိမလွတ်ပဲ လိုက်မှန်သည်ထိုင်ခြင်းစိတ်ပို၍ပြင်းထန်လာသည်ရက်နေရသည်ကိုပင်မခံနိုင်လောက်အောင် ဖြစ်လာသည်ရက်ဆိုင်ပြရကောင်းမလားစိတ်ဖြစ်လာသည်ရက်ဆိုင်ပြချင်နေတယ်တည်တယ်ရက်ဆိုင်ပြချင်နေတယ်တည်တယ်တဆက်တဲ့ကိုကိုကို အာပီသည် မရက်ဆိုင်ပြနဲ့တောင်းထားဟုတ်တောင်းထားတယ်တည်တယ်တောင်းထားတယ်တည်တယ်ဝေဒနာပေါ်ရင်ဝေဒနာဘက်သို့လှည့်ရှုလိုက်ဝေဒနာမပေါ်ရင် ဖြစ်ပေါ်လာသည့်စိတ်ကိုလှည့်လိုက် ီလိုနဲ့ဝေဒနာနုပတနာနဲ့စိတ်နုပတနာတို့ကိုတလဲစီယူမှတ်သည်တတိဖြင့်လက်ကပ်ထားပြီးသည် အလွတ်မပေးဘဲမှတ်သည်မှတ်နေရင်းမှာခန္ဓာကိုယ်ကမခံနိုင်ဖြစ်လာသည်ဇောချွေးတွေကျလာသည်နှလုံးတုံလာရင်ခုန်လာသည် ဖြစ်သည်။အပေါ်လိုက်မှတ်သည်တခုခုဖြစ်လာတိုင်းမှတ်သည် အမတ်ဆွဲသွားလျင်ပျောက်သွားသည်နောက်တစ်မျိုးပေါ်လာသည်မှတ်နေရင်းကြားမှခေါင်းတွေမူးဝေလာသည် တတိလက်တလုံးလိုဖြစ်ဖြစ်သွားသည်ထိုကိုလည်းအလွတ်မပေးပဲလိုက်မှတ်သည်ဤခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသည်များစိတ်ထဲမှ ဖြစ်ပေါ်လာသည်များကိုတတိကပ်၍လိုက်မှတ်သည်မှန်ရင်တတိထားမိသည်မှာ24နာရီကျော်ကျော်ရက်ခဲ့ပြီးဖြစ်တော်လဲလုံးဝရင်းရင်လှုပ်ရှားမှု မရှိခြင်းပင်ရေကြီးပေါ်မှာတတ်ထားသလိုရှိနေသည်အမတ်မလွတ်စေပဲဇက်လက်အားထုတ်သည် ထွေထူးသောခံစားမှုဖြစ်မလာပဲလက်နက်10နာရီလောက်တွင်မှစားဖောက်လာပြန်သည် ရင်ထဲမှာဘလောင်စုလာသည်ဝမ်းထဲကအော်နေသည် စီးသွားခြင်းတို့လိုဖြစ်လာသည်ယခုပင်ထွက်ကြတော့မည်ကဲ့သို့ရှိသည်ဖြစ်ပေါ်လာသည်များကိုကြိတ်မိတ်ခံသည်အမတ်ထားကတတိဖြင့်လိုက်ကပ်ထားသည်၁၂နာရီကျော်လောက်ရှိသောအခါဖြစ်ပေါ်လာသည်များဝေဒနာငြိမ်သွားသည်ခံစားချက်မဲ့ဖြစ်သွားပြန်သည် တကိုယ်လုံးပေါ်ပါသွားသည်ရက်နေရာမှာ လုံးဝရွေရှားခြင်းမပြုဘဲဆက်လက်အားထုတ်သည်ညနေ၃နာရီခန့်တွင်ခေါင်းတွင်ပူလာသည် ကွဲလူမတက်လဲချောင်းတွေခြောက်လာသည်ချွေးစင်းများထွက်လာသည်နှက်တွေလည်းယိုစီးထွက်လာသည်ထွက်ဆန်းပါစေကြာဆန်းပါစေတုတ်ချင်း အလင်းမပြူဒီအတိုင်းထားသည် အမတ်ကတော့မလွတ်ဖြစ်ပေါ်လာသည့်အတိုင်းအမတ်စိတ်နိုင်သည်များစိတ်အောင်လိုက်မှတ်သည်ညနေ9နာရီခန့်မှာအားလုံးရက်စားညင်သက်သွားပြီးနောက်တတိယတစ်ချက်မရတစ်ချက် ဖြစ်လာသည်တတိလက်တလူလူဖြစ်ဖြစ်သွားသည်တခါတည်းရန် အမတ်ပင်လွတ်တော့မလောက်ဖြစ်သည် 調査ပြီးတတိနဲ့လိုက်ကပ်ထားရသည်ညာ9နာရီခန့်လောက်ရောက်လာသည် အိတ်ငိုက်လာသည်အိတ်ရှင်စိတ်ကို ထိမရနိုင်အောင် ဖြစ်သည်ခုချက်ချင်းလက်အိတ်ရှင်လာသည်လက်အိတ်ရှင်စိတ်ဖြစ်တော်လဲတကူလုံးလှူရှာမရတော့တောင်းတော့ကြီးဖြစ်နေသည်ခြေဖွားနှစ်ဖက်ကိုတံမိုနှက်ထားသည်နှင့်ခိုင်မြဲနေသည် ဖြစ်ပေါ်လာသောဌိနာမိတ်တအိတ်ငိုက်မှုတို့ကိုဖြည့်ဖြောက်နိုင်ရန်အတွက်အမှတ်ဖြင့်တိုင်းမှန်နေသည်၃နာရီခန့်ကြံ့ကြံ့ခန့်တိုက်ခတ်ရသည် ည7နှစ်ခန့်ရှိလျှင် အာလုံးကြည်လင်သွားပြန်သည် တကိုယ်လုံးပေါ်ပါလာပြန်သည်မြေကြီးပေါ်ရက်နေသည်အဖြစ်ကို မသိတော့ရလောက်အောင်ဖြစ်သည် နေရသည်မှာကြည်လင်လန်းဆန်းနေသည်မြည်သည့်ဒုက္ခခံစားမှုမှ မရှိတော့သလိုဆန္ဒဟုသမျှလည်းဖြစ်ပေါ်မလာပေပကတိအင်းငိမ့်နေမှုကိုထူးခြားစွာ ခံစားနေရကြောင်းတတိပြုမိသည်ထူးတွေ့သောဖြစ်ပေါ်လာမှုမရှိတော့သဖြင့်မူလအာယုံတို့ပြန်ရှုမှတ်သည်ရက်တယ်တည်တယ်ရက်နေတယ် တည်တယ်ရက်နေတယ်တည်တယ်အမှတ်ဖြင့်12နာရီလုံးလုံးတည်ရှိလာခဲ့သည်နောက်တနည်းည12နာရီလောက်ရောက်ကမှတမာတိတည်ကြည်ပြီးသောအာယုံဝယ်အမြင်ဓာတ်တစ်ခုပေါ်လာသည်ဘယ်ညာချိန်မှနှစ်ဖက်မှတွေးတက်လာသည်ကိုတွေ့ရသည်တွေးလက်ဘက်ပုံနှင်းတော့မတူအရာတစ်ခုခုပါလာသည်ဟုထင်ရသည်တရွေ့ရွေ့တက်လာသည်ချိန်မှမှချိန်ပမိုးချိန်တလုံးဒူးပေါင်းစသည်ဖြင့်တက်လာသည်မှာခေါင်းတို့ထိတိုင်းရောက်လာသည်ငယ်ထိတ်မှာ ခိတတက်နေသလိုရှိပြီးညာဘက်ချမ်းတို့အရွေ့ရွေ့ဆင်းသွားသည်ချီမတို့တိုင်ဆင်းသွားပြီးတဖန်ညာချီမမှငဲထိတ်တို့ပြန်တက်သည်ငဲထိတ်မှဘဲချီမတို့ပြန်ဆင်းဘဲမပြန်တက်ငဲထိတ်မှညာဘက်ပြန်ဆင်းဒီလိုနဲ့ဘဲပြန်ညာပြန်ဆင်းလိုက်တက်လိုက်ဖြစ်နေသည်ကိုလိုက်မှတ်သည်အခြားခံစားချက်ဟူ၍မရှိပြင်းကြီးကြီးငွေစိတ်လည်းမရှိ တည်ကြည်သောတမာတိဝယ်ထင်လာသော တက်လိုက်ဆင်းလိုက်အရာပေါ်မှာစိတ်ကိုစူးစိုက်ထားသည် ထိုအရာလေးနှင့်အတူစိတ်သည်လည်းလိုက်ပါတက်ဆင်းနေသည်နက်နက်လေးနာရီလောက်ရှိချိန်တွင်ငယ်ထိတ်မှဘဲချိန်မှသို့တရွေ့ရွေ့ဆင်းလာပြီးချိန်မှမှတက်ဆင်းအပြင်သို့ထွက်သွားသည်ကိုခံစားသိရှိလိုက်ရသည်သိရှိလိုက်ပြီးသည့်နှင့်မရှိမနှောင်းမှเจ้ามาอุ้มมองขอกแตนจายาดิสิทธิ์แท้มา တော်သင့်ပြီဟုဖြစ်ပေါ်လာသည်အာထုံမှုကိုရပ်ဆိုင်းလိုက်သည်ဘယ်ချိန်မှမတခုခုထွက်သွားသည်ဟုတီးရှိလိုက်သည်ဖြင့်စူးစမ်းကျင်လာသည်နှင့်ပေါင်ကိုစိတ်ကြည်သည်နာသွားသည်ယောငါရဲ့ထုံနာကျင်နာယောဂါပျောက်သွားပြီကောငါရဲ့ထုံနာကျင်နာယောဂါပျောက်သွားပြီကောဟုဝမ်းသာစွာတည်လိုက်ရသည် ကတွင် မျက်နာခြေလက်တို့ကိုရေးဖြင့်စေးကြောတန့်စင်ပြီးတန့်စင်နေစဉ်အတွင်စဉ်းစားနေပြီသည်မြတ်စွာဘုရားဟောတော်မူခဲ့သောတရားတော်သည် ုံတော်၆ပါးနှင့်ပြည့်စုံသည်တရားကိုကျင့်သောသူသည်တနေတီကော မျက်မှောက်လက်ငင်အကျိုးခံစားရသည်အဂါလိကော ကာလမချဘဲအကျိုးခံစားရသည်အဟိပတိကောမယုံကြည်လင်အသင်ကိုယ်တိုင်လာလဲရှုလဲဟုရဲရဲကြီးအာမပေးခြင်းငါထိုက်သည်ယခုမိမိသည်အားခဲ၍ကြိုးစားအားထုတ်ခဲ့သည် မျက်မှောက်လက်ငင်းမှာပင် ထုံနာကျင်နာယောဂါပြောက်ခြင်းအကျိုးကိုရရှိခံစားရသည် ကာလမချာပဲအာထုတ်ပြီးသည်နှင့်အကျိုးခံစားရသည်အပြောအတိုင်းမှန်မှန်မှန်လက်တွေ့ကျင့်ကြံမိဟုဇွဲနှဘဲနှင့်အာထုတ်ခဲ့ရာအကျိုးရှိခဲ့သည်တကယ်လက်တွေ့ကြသောတရားပါတကားကျင်းတဲ့ပီတိတွေနှင့်ရင်တွင်းမှတသိမ့်သိမ့်ကြီးနူးနေမိသည်ဤပီတိကိုဥဒ္ဒစနအနေဖြင့်လွယ်လွယ်ကူကူရရှိခဲ့သည်မဟုတ်ဝိရိယအင်္ဂါ၄ပါးနှင့်အညီအာထုတ်ယူခဲ့ရသည်အာထုတ်ရကြောင့်နတ်ပါဠိစွာတကား ိုလန့်အင်ကာတို့ကိုစိတ်ကြောတန်းစင်ပြီးသည်နှင့်နန်းဦးစေတီဂုံးပေါ်တို့တက်၍ပြုမြဲနှိမ့်စာဝတ်ကိုပြုသည်ဘုံတော်အနန္ဒကံတော်အနန္ဒညံတော်အနန္ဒနှင့်ပြည့်စုံတော်မူသောဖရာရှင်ဤဂုံတော်ဂျေဇုတော်ကိုယီမှန်၍ဂျေဇုတင်ကယုံကြည်ကိုးစားညံတော်လေးစားစွာဖြင့်ပြတ်ဝက်ယူကျိုးချစ်ကိုနေမိတော်သည်တတိပဋ္ဌာန်အာထုံမှုဖြင့်ထုံနာခြင်းယောဂပျောက်ကင်းမှုအကျိုးကိုလက်တွေ့ခံစားရပြီးသောဥပုသနာသည် ပုံမှန်အချိန်ဇာအဖြစ်သာ အာထုံမှုကိုဇလက်ပြုလုပ်သည်လွမ်းနံနေသော ခန္ဓာကိုယ်ကို အနာပေးသည့်သဘောဖြစ်သည်ရီမန်းထားသောပန်းနိုင်ကို မရောက်မချင်းခန္ဓာကိုယ်ကိုမပြည့်စည်တင်သည်လမ်းစာတွေ့ထားပြီးပြီမို့လမ်းဆုံးအောင်သွားရအောင်မီရရှိခံစားရသောယောဂပြောင်းကင်းမှုသည်ဘာမှပြောပါလောက်သည်မဟုတ်သည်ကျင်းနဲ့နှစ်သိမ့်နေဖို့မတင်သေးအစထောင်ပေါင်းများစွာတာလွန်သော အကျိုးတူတရားတွေအများကြီးရှိသေးသည်ထို့ကိုရရှိဖို့အတွက်ကြင့်ကြံကြိုးစား အာထုံရပေုံမီ၎င်းအတွက်ခန္ဓာကိုယ်ဤဇွမ်းရည်ရှိဖို့လိုသည်ယောဂပြောက်ဖို့အတွက်၃ရက်လုံးလုံးမစားမတော့မပေါက်မပါပဲ နေခဲ့သည်ခန္ဓာကိုယ်နွမ်းနယ်ပြီးရောမီအင်အားလျော့နေပြီးမီထို့ကိုပြန်လည်ဖြစ်တင်းရပြီးမီဥဒုဇနသည်ပရိယတ္တိစာပေတင်ယူခဲ့စဉ်ကနိရောဓတမပတ်ဝန်စားပုံတင် जा ချက်ကိုပြန်လည်တတိပြုမိသည်တမပတ်ရှင်ပါနှင့်ပြည့်စုံပြီးသောအနာဂံယဟန္တာပုဂ္ဂိုလ်တို့သည် မျက်မှောက်ဘဝတွင်တန်တိဒုက္ခကိုခံစားလိုကြသောအခါဤရောဒသမာဘတ်ကို ဝင်စားလေ့ရှိကြသည်ဤရောဒသမာဘတ်ကိုဝင်စားလိုသောမိမိတို့ရရှိပြီးသောလောကီဇန်၈ပါးတွင်ပထမဇန်ကိုဝင်စားပထမဇန်မှာထပထမဇန်မှာပါဝင်သောသင်္ခါရတရားကိုအနိစ္စဒုက္ခအနတ္တဟု၍ဝိပဿနာရှုရလေသည်ဒုတိယစသည်ကိုလည်းဤနည်းအတိုင်းပြုလျက်အာကင်းစ ညာယတနဇံတို့ရောက်ပြီးနောက်နေဝတညာနာတညာယတနဇံကို မဝင်စားသေးပဲအဋိဋ္ဌံချင်းစသောဘုဗ္ဗကိစ္စ၄ပါးကို ပြုရသည်ဘုဗ္ဗကိစ္စပြုပြီးသည့်နောက်နေဝတညာနာတညာယတနဇံကိုဝင်စားရ၌ဇံအချိန်မများစေပဲနှစ်ချိန်မြသာဖြစ်စီပြီးနောက်စိတ်အစဉ်ပြတ်လေတော့သည်စိတ်အစဉ်အပြတ်တွင်စိတ်တသိမ့်နှင့်စိတ်ဓာတ်ယုတ်များလဲဖြစ်ခွင့်မရှိတော့ပေကမဇဥတုဇအာဟာရယုတ်များသာ ဖြစ်တော်သည်ဤသို့စိတ်စေတသိက်စိတ်တစားယုတ်များချုပ်ငိမ့်နေခြင်းကိုပင်ဤရောဒသမာဘတ်ဝင်စားသည်ဟုခေါ်သည်ဘုပ္ပကိစ္စ၄ပါးမှာအဋိဋ္ဌေယသုံးဆောင်ပစ္စည်းများပျက်စီးမှုမရှိအောင်အဋိဋ္ဌံခြင်းတံဃပတိမာနတံဃရောတို့ဤညနှုံးမှုဝါအလိုရှိမှုကိုတည်ခြင်းဝါဆင်ခြင်းခြင်းတတုပကောတနမြတ်စွာဘုရားခေါ်တော်မူခြင်းကိုတည်ခြင်းဆင်ခြင်းခြင်း အတ္ဌနာပရိစေဒအချိန်ကာလကိုပိုင်းခြား၍သိခြင်းတို့ဖြစ်သည်ဥသူဇနသည်တရားအစဉ်အနေဖြင့်ကြည်သောဘာစုပါမမဟုတ်သည်မတန်မယာနိရောဓသမာဘတ်ဝင်စားမှုနှင့်နိုင်ရှင်ရသလိုဟုညာအံနိုင်ရှင်ကြီးမဟုတ်ဟုသာဆိုရပါမည်ဆိုလိုသည်မှာအတ္ဌနာပရိစေဒဖြစ်သည်ထမင်းအသက်ခုနှစ်ရက်ဟုဆိုစကားရှိသည်ထမင်းတစ်ကြိမ်စားသုံးရင်အာဟာရစွမ်းရည်သည်ခုနှစ်ရက်တိုင်အောင်ထောက်ပံ့နိုင်သည်ခုနှစ်ရက်ထက်ပိုရင် န္ဓာကိုယ်ပျက်စီးတတ်သည်ထို့ကြောင့်ညောဓသမာဘတ်ဝင်စားသော လူပြည်မှအနာဂံယဟန်ပုဂ္ဂိုလ်တို့သည်ခုနှစ်ရက်ပြည့်လျှင်ညောဓသမာဘတ်မှထမိဟု အချိန်ကာလပိုင်းခြားခြင်းကိုပြုရသည်ဥဒုဇနာကမဟုတ်သေးတရားအစဉ်အနေဖြင့်ဘာမှမဟုတ်သေးအယမ်းမဲ့ခနာကိုကိုမငင်းစေတင်သေးလုံးစရာတွေအများကြီးကြံသေးသည်ဖတ်မှတ်ခဲ့ဘူးပါသည်ဖရာလောင်းတော်သည်ဒုဋ္ဌဆရိယာကျင့်စဉ်မှာ တလက်ဆွန်းများလောက်သောပဲနောက်ပြုတ်ရည်ကိုအာဟာရအဖြစ် ဖုံးပေးခဲ့ရသည်သည်မိမိမှာသုံးရတာကာလအာဟာရဖြတ်ခဲ့သည်မှာလွန်လာပြီထင်သည်အတ္တကိလမထခန္ဓာကိုယ်ကိုပင်ပန်းခြင်းဆဲမှုအကျင့်များ ဖြစ်နေမလားစသည့်တွေးတောကာပုံမှန်အားထုတ်မှုကိုပြန်လည်ပြုလုပ်သည် ဆုံးခံရွာသို့ဆုံးခံပြန်ကြွသည်ငโกကပိန်ချုံးနေသောခန္ဓာကိုယ်သည်အာဟာရဖြတ်ခဲ့သည်မို့ပို၍၆ကတ်နေသည်အသားရည်ကဖြော့တော်လွန်သည် လမ်းလျှောက်ရသည်မှာရိုင်းတိရိုင်းနေအဖြစ်စူးစိုက်ကြည့်ကြသည် အချို့မှာနှုတ်မှဖွင့်ရပင် ပြန်လွန်တော်မူရောရှာမည်ဟုပြောကြသေးသည်စွန့်ခံပြန်ကြွ၍ဆွေရဲခန့်ရှိလျင်ခနာကို ပြန်လဲလန်းဆန်းလာသည် အာရင်ပြေလာသည်အာရင်ပြေလာသည်နှင့် အမျှငုံချိုးနေသောငှပြားကပြန်ထလာသည်ဆုံးခံရမှာပြန်ရောက်ပြီးသည်နှင့်နေစဉ်အလိုလိုအဖျားတက်လီတော့သည်နနက်9နာရီခန့်အဖျားစတတ်သည်အဖျားစပြီဆိုရင် တကူလုံးဆက်ဆက်တုံက တလေရှိသည်အဖျားကတက်ရင်တဝင်းမှာ တရားမှတ်ရင်ဖြင့်၃နာရီလောက်မှအဖျားကြသည်အဖျားတက်ချင်းကြချင်းသည် ပုံမှန်လိုဖြစ်လာသဖြင့်အထူးဂရုစိုက်မနေအားတော့သူဟာသူတက်ချင်းတက်ကြချင်းသည်အခါကြအာထုံမှုကို လုံးဝမထိခိုက်သွားစေရာသွားချင်းသွားလာချင်းလာနှင့်နေလာရာတနေ့နတ်နတ်စွန်းခံရမှာအပြန်တပိတ်နှင့်တကွစွန်းတော်ကပ်ပြီးဖျားတဆောင်ရှိမှတရားရှုမှတ်နေသည်မူလအာယုံကမထမ်းဖြင့် အာနာပါနကမ္မထံထွက်တယ်ဝင်တယ်ထွက်တယ်ဝင်တယ်ဝင်တယ်တိတယ်ထွက်တယ်တိတယ်ဝင်တယ်တိတယ်ထွက်တယ်တိတယ်တိတယ်ဝင်တယ်တိတယ်တိတယ်စသည် တရားမှတ်နေစဉ်9နာရီခန့်ရှိလာသည် ထုံးစံအတိုင်းအဖျားတက်လာသည်တဆမ်းပါစီ အစမ်းမဟုတ်တော့ကြာချိန်တန်လျင် သူကြပြီလိမ့်မည်တရားကိုဆက်ရှုမှတ်နေသည်ထိုစဉ်ရေကြီးနှင့် ျောတိုက်လာသည့်ပွတ်တိုက်တံကိုကြားလိုက်ရသည်ကြားတယ်ကြားတယ်တိတယ်ကြားတယ်တိတယ်မှတ်စဉ်အတံကတဖြည်းဖြည်းနီးကပ်လာသည်တခုခုတော့တခုခုပဲဟုတွေးမဆုံးမီရှေ့တက်တဲ့မှထွားဆိုင်ခန်းရှိသောစပကြီးမွေ၏ဦးခေါင်းကိုမြင်လိုက်ရသည်မြင်လေမြင်လေမြင်လေတိတယ်မြင်လေတိတယ်ကြောင်ရွံ့စိတ်အနှဲငယ်ဖြစ်လာသည်လမ်းကျင်နေတိတယ် လမ်းကျင်နေတည်တဲ့စိတ်တအနုပတနာဖြင့်လှည့်ရှူသည် မွေသည် တဖြည်းဖြည်းချင်းတွားတွားကာဥဒုဇနာအားတပတ်ပတ်လိုက်သည် တပတ်ပြီးတပတ်ဆင်းဆင်း၍ပတ်တက်နေသည်အဖျားတက်သည်ဖြင့်ထိုင်နေသောဥဒုဇနာ၏ပခုံးထီရောက်လာသည် မွေဤခနာကိုနှင့်မိမိအသားထီတွေ့သည် တားကြီးရစ်ပြီးပတ်ထားသည်တော့မဟုတ်ခက်ဖော့ဖော့လေးညှစ်ထားသည်လို့ဖြစ်သည်ထီထားတယ်ညှစ်ထားတယ်တိတယ်ထီထားတယ် ညှစ်ထားတယ်၊တိတယ်၊ပခုံးစွန်းထိရစ်ပတ်ထားပြီးနောက်ဆက်မပတ်တော့ပဲဥကောင်းနောက်တွင်ပပြင်းထောင်ကဥသူဇနာအားမိုးထားသည်။မိုးထားတယ်၊တိတယ်၊မိုးထားတယ်၊တိတယ်၊ဝေးသည်လှုပ်ရှားမှုမပြုတော့ပဲဒီအတိုင်းငိန်နေသည်။ဥသူဇနာစိတ်ထဲမှာတချက်တော့ဖြစ်မိသည်။ယခင်ကကြားထားမှုသောစကားတခုစပယ်ကြီးမွေလူကိုရစ်ပတ်ပြီးဓာရပောက်ကိုအမိဖျားဖြင့်ထိုးပေါက်၍လူကလွလွလူလူဖြစ်လာရင် အယိုးများကျိုးကျေသွားအောင်ဖိညစ်ပြီးမြိုချတတ်သည်ဟူ၍အတွေးဝင်လာသည်နည်းနည်းတော့တွန့်ခြင်း လန့်ခြင်းဖြစ်လာသည် အမတ်မှလွတ်သွားတော့မရောဖြစ်သည်နှွေးထွေးမှုတရက်ကိုရရှိလိုက်သည်ဟုခံစားမိသည်နှွေးသွားတယ်တိတယ်နှွေးသွားတယ်တိတယ်မွေကြီးကငြိမ်နေပြီးဥသူဇနလည်းမွေရပတ်သောအခွေကြားဝယ်ငြိမ်နေသည်ငြိမ်နေသည်ဆိုသည်ကလှုပ်ရှားမှုမရှိခြင်းသာဖြစ်သည်အဖျားတက်၍ တုံရင်နေသည်ကတုံရင်နေသည်သာတုံရင်မှုကရစ်ပတ်ထားသောမွေကြီး၏အကုန်ပုံကိုပါတုံနေစေသည်ဟုထင်ရသည်မွေကြီးကညှားအနှငယ်ထဲ့၍ဖြစ်ညက်သည်တဆက်ဆက်တုံနေသည်မှာအနှငယ်လျော့သွားသည်လို့ရှိသည်ဥဒုဇနသည်လူတဦးအာခုံပွေဖတ်ထားသည်နှင့်ခံစားရသည်အာဆိုင်ရစ်ပတ်ထားတယ်တည်တယ်အာဆိုင်ရစ်ပတ်ထားတယ်တည်တယ်အတော်လေးကြာတော့တုံရင်မှုအနှငယ်လျော့လာသည်မွေရစ်ပတ်မှုက မလျော်သည်အားဆိုင်ထားစေပင်အခြေအနေပြောင်းလဲမှုမရှိတော့သဖြင့်တည်အောင်ရစ်ပတ်ခြင်းမဟုတ်နိုင်ဟုသိရှိလိုက်သည် ထူးခြားဖြစ်ပေါ်မှုမရှိတော့သဖြင့်မူလကမ္မထံထွက်သက်ဝင်သက်ကိုပြန်ယူသည်ကျင်သားရပြီသားသမားသည်ပြန်တည်လာသည် စိတ်ကကြည်လာသည်ဖြားနေသည်ကိုလည်းတတိမယမွေကြီးကိုလည်းတတိမမူမိတော့ ရစ်ပတ်ထားသည့်ကိုမျှအမှန်မပြုမီတော့ညနေ3နာရီခန့်ရှိသောအခါချွေးစိမ်းများထွက်လာသည်တကူလုံးရွှဲရွှဲနေနေသည့်အဖြစ်ကိုတတိယသည်ငွေကြီးရစ်ပတ်မှုကပြင်ပလီမဝင်အောင်ကာစီထားသည်မို့တောတဘာဝချွေးအုပ်ထားသည့်နေပင်တူနေတော့သည်ချွေးများထွက်လာသည်ချွေးထွက်တယ်တိတယ်ချွေးထွက်တယ်တိတယ်မွေကြီးညအားရောသွားမှန်းတတိပြုမိလိုက်ပြန်သည်ညအားလျှော့ပြီးတော့မွေကြီးသည်ဥကောင်းပေါ်မှာအပြင်းကို ရုတ်ကာ တခွေချင်းဖြင်းညင်းစွာဖြေကလာလန်းအတိုင်းအတာယာထွက်ခွာသွားသည်ငွေထွက်သွားပြီးတိတယ်ငွေထွက်သွားပြီးတိတယ်ဥဒုဇနာကမိမိကိုမိမိပြန်တတိပြုကြည့်သည်ချွေးများနစ်နေသည် အပြားတက်ခြင်းလည်းမရှိတော့တကူလုံးလန်းဆန်းပေါ်ပါနေသောအဖြစ်ကိုတတိယမိသည်အပြားလည်းကျသွားပြီးသို့တော်ထိုနေ့အဖို့ဥဒုဇနာဆုံးဖုံးမပေးရတော့ဆုံးငတ်ခဲ့ရသည်ငတ်ခဲ့ရသည်ကအကျိုးထူးသည် နောက်နေ့မှစ၍အဖျားမတက်တော့ပြီးလုံးဝအဖျားကင်းစင်ခဲ့သည်ဥဒုဇနသည် တရားဖြုတ်လိုက်ပြီးမိမိဖြစ်ရက်ကိုပြန်လည်သုံးသက်သည် ထူးရဲစမ်းနေသည်ဓမ္မဟဝေယကတိဓမ္မစာရီ တရားကျင်သောသူကို တရားဆောင်လျှောက်သည်တဲ့မှန်လိုက်သည်ဖြစ်ချင်းတရားကိုအားရှိသမျှအားထုတ်ခဲ့သောမိမိကို တရားကအမှန်ပင်ဆောက်ရှောက်ခဲ့သည် ကြားနေရင်ဆိုင်ခဲ့ပြီးအနေမရှိခဲ့မိရှိလာများဆွဲကက်ခဲ့သော ထုံနာကျင်နာယောဂါမှလည်းကင်းလွတ်ခဲ့ပြီးယခု အဖျားယောဂါမှလည်းကင်းလွတ်ခဲ့ရပြန်ကြပြီးတရားတော်သည်ယုံကြည်ကိုးစားကိုးကွယ်အားထားရာအစစ်ဖြစ်ပါပေသည်တမန်တော်နှင့်ကိစ္စာမိဤသို့သောတရားတော်ကိုဟောပြတော်မူခဲ့သောဖျားရှင်ဤဂုံကျေးဇူးကကြီးမားလာပါပေသည်ဘုဒ္ဓံတော်နှင့်ကိစ္စာမိ ဖျားဟောတော်မူခဲ့သော တရားတော်ကို အစဉ်စဉ်တည်ယူဆောင်ကျင်းလာခဲ့ကြသောတန်ခါအရှင်မြတ်များ၏ဂုံကျေးဇူးသည်ကြီးမြတ်လာပါပေသည်တန်ခံတရဏံကိစ္စာမိဥဒုဇနသည်ပြတ်ဝတ်ကြိုယိုလေးစားယုံကြည်မြတ်နိုးစွာဖြင့်ယထာနာမြတ်သုံးပါဂုံကျေးဇူးတော်ကိုအထက်ထက်အခါခါဥနှိမ်ချမိသည်ဥနှိမ်ချပြီးနောက်နေရာမှမထသည်ပဲဆက်လက်၍စဉ်းစားနေမိသည်မိမိအဖြစ်သည်ထူးဆန်းလွန်းနေသည် ူတပားအားပြောပြလင်လဲယုံနိုင်ပွဲမရှိကြွားဝါလွန်းသည်ဟုသာဆိုကောင်းဆိုနိုင်ကြမည်မိမိအားဘုဟုတုတနဲသည်ဟုပင်ဆိုဆို မြင်ဘူးဘောအတာထားကြားတော်မှာမကြားဘူးကဲယခု ကိုရွေကြုံရပြီအလားတူဖြစ်ရမျိုးစာပေချမ်းငယ်များမှာဖတ်မှတ်ထားဘူးသည်နှိုင်းရှင်ခြင်းတော့မဟုတ်ပါတူနိုင်မမီတော့အနိုင်မဲ့တကိုးတော်နဲ့မအပ်မရမတက်မရကြံဖန်၍အတုပြုခြင်းလည်းမဟုတ်ပါဖြစ်ရခြင်းတူနေခြင်းကိုသာ ဆိုလိုသည်မြင့်မုံတောင်နှင့်အနုစီဝမုံငယ်တစ်ခု၏ကွာဟာခြင်းမျိုးဖြစ်ပေလိမ့်မည်ဖျားရှင်သည်ဗုဒ္ဓအဖြစ်သို့ရောက်တော်မူပြီးနောက်သတ္တမတ္တရာဟအဖြစ်မူဇလိန်နာအိုင်၏အနီးကြီးပင်ရင်း၌ဖလတမဘတ်ဝင်စားတော်မူသည် အခါမဲ့မိုးကြီးတဲတံစွာရာသွန်သည်ထိုအခါမူဇလိန်နာငကားမင်းသည်ဖျားရှင်အားလေမိုးများမထိပါစိမ့်သောငါအခွေများဖြင့်ရစ်ခွေ၍အပေါ်မှာပပင်းဖြင့်ခုနှစ်ရက်ပတ်လုံး အမှုပေးထားသည့်ဖြစ်ရပုဂ္ဂိုလ်ချင်းမနှိုင်းရာမရှင်သာပါ သို့သော အဖြစ်ချင်းကတူနေသည်တို့ရှိသည်တနည်းဆိုသောဘုဒ္ဓဂုံတော်၉ပါးတွင်တတ္တဒေဝမသုဒ္ဒနာဂုံတော်သည်လူနတ်တို့ဤလဲမှုတပွဲဖြစ်တော်မူ၏တနည်းဖွင့်ပြချက်နှင့်အညီရှေးဆောင်လဲမှုဖြစ်တော်မူသောဖျားရှင်ဤနန်းညွန်အတိုင်းလျှောက်လန်း၍ခရီးဆက်ရာဝယ်လဲမှုကြီးတွေ့ခဲ့ရသော အတွေ့အကြုံများကိုနောက်လိုက်သူတို့ကြုံကြိုက်သိမြင်ရခြင်းမျိုးသာဖြစ်သည် ဤသို့ယူဆသောတင်နိုးအံ့ဟုထင်သည်စဉ်းစားကားဖျားရှင်အားအကျဉ်းချင်းဥညွတ်နေမိသည်စာရေးသူ၏အမှားဖြစ်ပါသည်ထိုစဉ်ကခရိယံဘာသာဝင်များနေထိုင်သောတဖက်ကန်းအုံတော်ရွာမှចောင်းစရာမောင်ကြီးဤသားခူးလာဆိုသူသည်တောလိုက်ခုံရင် ရောက်လာရာဥတုဇနာအားဇပကြီးငွေရစ်ပတ်နေသည့်အဖြစ်ကိုညက်တက်ရုံးကန်နေခြင်းမျိုးမဟုတ်သဖြင့်အံ့ဩစွာကြည်နေမိသည်ထို့နောက်ပါလာတိကင်မရာဖြင့် ဓာတ်ပုံရယူသည်နောင်ဆယ်နှစ်ခန့်အကြာတွင်မှဓာတ်ပုံကိုဥဒုဇနာအားပြသည် ပြယုံသာပြသည်ပေးမထခဲ့ချေယခုမရနိုင်တော့ဘူးလားဟုရှောက်ထားကြည်ရာလွန်ခဲ့သော၃နှစ်ကျော်ကြာကတောတွင်းတိုက်ပွဲတစ်ခုတွင်ရင်းကြဆုံးကွယ်လွန်ပြီးဖြစ်၍ဓာတ်ပုံမှာသက်ဆပြောက်ခဲ့သည်ဟုတည်ရသည်တို့ဖြစ်၍ဓာတ်ပုံမှတ်တမ်းမပေါ်ပြနိုင်ပါအမှန်အဖြစ်လဲထိုစဉ်ကဥဒုဇနာမိသောရဟန်းငယ်တစ်ပါးသည်ယနေ့ဉာဏ်ကြီးမှုဆရာတော်အဖြစ်ဖြင့်ဤတို့ဤနယ် မတန်းတွယ်လာတော်မူအဖြစ်ကိုရောက်လာမည်ဟုမခံမနိုင်ကြပြီမြမစကပုံတစ်ခုရှိသည်ယောက်ကမတိမန်သည်ယင်းငင်းဝယ်စီတယ်ဟု၍ယောက်ကမတိမီအမှန်ဖြစ်ပါကငင်းဝယ်ထားမိသည်မှာအမှန်ပင်ဖြစ်ပေမည်ယခုထူးခြားသော မတန်းတပ်ပုံမတင်ပြနိုင်သည့်အဖြစ်ကိုမဝင့်မရဲဖြစ်မိသည်ဤဆောင်မတဆင့်အတိပေးလိုသည်မှာထူပြောင်ဆုံးတပ်ပုံလက်ဝယ်ထားရှိတော်သူသည်တပ်ပုံကို ပေးရလာမည်ဆိုပါက ထိုက်တန်စွာကျေးဇူးတုံ့ပြန်ပါမည်ဟု၍